ဒီထုတ်ဆွဲလို့လုံးဝမရအောင်ဆွဲထုတ်လို့မရအောင်အားလည်းမရှိဆိုတော့ကိုယ့်အနေကိုအရင်စိတ်တူလာအဲ့ထုတ်ဘယ်လိုလုံးဝမလဲပေါ့နော်ဆိုနောက်ဆုံးကြောက်ရှစ်မြအားအကုန်တော့လို့ရအောင်ဆွဲထုတ်လိုက်ထွက်လာအဲ့ထုတ်လို့အဲအဲ့ဒီမှာအထုတ်မထုတ်အထုတ်ကိုပြန်ခွဲပြီးတော့မာဂရက်ဇာဒီကြောပွဲထဲမှာသူ sleeping bag နဲ့သူဓမ္မနဲ့ဟန်ကော့ကိုသူယူပြီးတော့သူအောက်ဘက်ကန်းဟိုပြန်သွားပြီးတော့ရှောက်သွားတယ်ကျွန်တော်ဒီ ပေါ်မှာတန်ခဲ့တဲ့အထုပ်ကြီးကိုပြန်ပြင်ပြီးတော့တိုးနဲ့ပတ်ဆွဲရတယ်။အဲ့ဒီအချိန်မှာလှမ်းမိနေတာရိတ်ခါတို့ကိုဂရိစာတွန်းချလိုက်တွန်းချလိုက်တဲ့အချိန်မှာအာတိုလေးကိုကျွန်တော်ဟိုကလည်းအားလဲရှိပါတယ်ဝင်လဲတာသူ့လည်းတအားချီးကျူးတယ်တော့တတိကောင်းတဲ့ဒီကလေးမပေါ့လေအဲ့ဒီအချိန်မှာဦးသက်ထွန်းအကြီးရိတ်ခါတို့ကိုကောက်သူလိုအပ်တယ်လို့ယူလို့မှာရိတ်ခါတို့အသေးလေးလုပ်ပြီးသူကဂရိစာဆွဲလိုက်ဆွဲလိုက်အဲ့တောင်ထိပ်မှာတွေ့တယ်ဂရိစာဘုံပါပါလေးတွေးပါအောင်လို့တော်တော်ကိုမောနေပြီလို့ဘစ်ကစ်တထုပ်ချက်အဲ့လိုစားပြီးတော့ မောပြည်ကြီးတောက်ကိုတထုံးနဲ့ကပင်မောင်တဲ့အဲ့အထုတ်ထိုးကတော်တော်ကြီးလေးလက်လေးတယ်ကျူးနဲ့ချီပြီးတော့တယောက်ဟိုဘက်ဆွဲနေညာဘက်ဆွဲနေအထုတ်ကိုတည်နေကျွန်တော်လည်းစူးစားပြီးတော့အောက်မှာသွားပြီးတော့တော့တည်တိုက်ပြီးရယ်မျက်စိကတချို့မမြင်အောင်ဒါမဲ့ကျွန်တော်သွားပြီးဆွဆွဲတဲ့အချိန်မှာအပေါ်တော့ရောက်ခံနေတယ်သူကောက်လာပြီးတော့မှသူယူလာတဲ့ခေါဆွဲကြောက်ထုတ်ပြီးဘစ်ကစ်တွေပါလာပါတယ်ကျွန်တော်တို့အဲ့ဒါနေတော့စိတ်သားကြောက်ပါပါတယ်အဲအဲ့ဒီနေရာတွေကျွန်တော်တို့နောက်တစ်ခါ ဆောင်လဲပါတယ်အဲ့ဒီညမှာတော့ကျွန်တော်တို့ဟိုခရိုင်းနေတဲ့ဆိုင်နည်းနည်းလေးပို့ပြီးတော့လူလူထူးထူးလေးအိပ်ရတဲ့အနေထားရှိပါတယ်အဲ့ဒီနေ့မှာပဲပါတခါထူးတယ်ဆိုတော့ဒါတကယ်ထူးစားတဲ့တယောက်ပါပဲဒါသူဘလို့နီးတယ်ပဲဖြစ်ဖြစ်သူကအမျိုးသမီးတူမှာဒါလောက်စုံစုံစားစားသွားပြီးတော့ဒီပစ္စည်းတွေကိုသွားယူနိုင်တယ်ဆိုတာတော့တော်တော် အနေထားနဲ့ကျွန်တော်တို့စဉ်းစားလို့မရပါဘူး။ဂျာထဲမှာသူတစ်ခုခုဖြစ်သွားရင်ဒါသူ့ကိုကယ်မဲ့လူတော်ရှိမှာမဟုတ်သိတော်သိလိုက်မှာပေါ့။ဘာလို့ဆိုဒီလမ်းကြောင်းအနေထားမသိတဲ့ဘဲနဲ့ဒီအထုပ်ကိုမြင်တာနဲ့သွားကောက်တယ်ဆိုတော့သူ့ရဲ့ဒါတခြားလူတွေပေါ်မှာဒါရှိရဲ့စေတနာရဲ့သူ့ရဲ့ဇွဲသက်တည်အဲ့ရောဝတ်တာပါအထောက်ရပြီဆိုတော့အဲ့ဒါ တောက်ထိတ်ကနေရိစပ်ပြင်ဆင်ရမယ်ဆိုတော့ကြောင့်မလန်လန်မရှောင်းနိုင်တော့ခြေကုန်လက်ပံရန်ကြားနေလို့တော့ please ပုံမှန်ဆိုရင်ရေခဲတောင်မှာဟို ski ski လို့ပေါ့နော်စီးလို့ရတယ်ဒါပေမဲ့ဘာအနေများလဲဆိုတော့ကြောက်ဆောင်လေးအခုထက်လေးရှိအဲ့ဒါအိမ်နဲ့ထိမှဆိုလို့ဘရောမကောင်းကထားနေပြီးတော့မှရှောမစီးခိုင်းတောင်းတဲ့စရာရတယ်လမ်းမရှောင်းအောင်အစင်မဖြစ်ဖြစ်အသက်မဖြစ်ဖြစ်ဒါပေမဲ့အဲ့ချိန်မှာလေလုံးဝလမ်းရှောင်းဖို့အင်အားတော့မရှိရတော့ကြောင့်ဖြစ်စင်ရဖြစ်စုပြီးအဲ့တောင်ထိတ်ကနေအောက်ထိပ် လမ်းလျှောက်ပဲရှော့စင်ခဲ့အဲ့ဒါဖရားကျင်းစုတော့ကြောင့်ပေါ့နော်အောက်ကိုအစဉ်ပြေစွာနဲ့ရောက်ခဲ့တယ်ဒီခါချပြီးနောက်ပိုင်းရဟန်းရလည်းပြန်မလာတော့ကျွန်တော်တို့လာခဲ့မဲ့အဖွဲအားလည်းရောက်မလာအောင်ကြဲအဲ့တော့ငါတို့မှောင်းလည်းမှောင်းနေပြီဒီအဲ့ဒီဒေဟိုးတို့မျိုးဖြစ်နေတဲ့ဒီတောင်နေပပလဲဝိုင်းနေတဲ့အနေထားကိုကျွန်တော်တို့ကအတိဆုံးဖြစ်နေတာဘေးချင်းဆိုရင်ရာသီဥတုပွင့်တယ်ဘေးချင်းဆိုရင်တိမ်ကိုးကြီးကြာလာတော့တည်တဲ့ချိန်မှာတည်နေတော့တိမ်ကိုးကြီးကစကြလာတိမ်ကိုးစကြလာခင်ဆိုကျွန်တော်တို့ကဲလို့ဘလူးမမရတော့ဆိုကျွန်တော်တို့တည်တယ် အဲ့ဒါလည်းတိမ်ကိုရစကြတဲ့အချိန်မှာဟန်ဟန်ဘယ်လိုမှလာလို့မရတော့အဲ့တော့ပကယ်မထူးတော့ငါတို့စခန်းထဲဝင်တော့မယ်ဆိုကျွန်တော်ဒုတိယနေ့စခန်းချတဲ့နေရာကိုပဲကျွန်တော်ပြန်ဝင်အဲ့ဒီအချိန်မှာကျွန်တော်သတိထားမိတာကပတိန်ဦးမောင်မောင်တန်းရေခဲထဲမှာသူစရကိုလမ်းလျှောက်နေတဲ့ခဏကြွကြံခဲ့ရမှာတော့သူမသိတော့အဲ့ဒီအချိန်မှာသူစရကတော်တော်လေးကိုရေခဲကနှင်းကြိုက်စပြီးတော့နှင်းကြိုက်တဲ့အနာဖြစ်နေပုံရတယ်သူလုံးဝမသိတော့ရေခဲထဲမှာခဏကြွတော့ကျွန်တော်ပြောမှသူခဏကြွကြမှသိတယ် ကျွန်တော်ကလည်းဘယ်လိုဖြစ်လာလဲဆိုတော့ညကဒီဖဏတ်ကလည်းကျွန်တော်ကနည်းနည်းလေးဇစ်နေဆိုတော့ဟာပြဖြစ်နေပြီးတော့ရေရတဲ့ဆူတဲ့ခါကျတော့အဲ့ဒီရေကညက်တမခဲပြီးတော့ကျွန်တော်ခြေကရေခဲရိုက်သလိုခါလည်းဖြစ်နေထုံနေတော့ရေခဲတော့ဆောင်းရလေးထုံးကန်လိုက်ပေါ့ကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ငါဒီလူကတော့အတီမခံမောမခံနိုင်ဘူးပေါ့လေလူကတော့အတီခံလို့မဖြစ်ဘူးဒီကိုင်ကတော့ချိုးရင်းမသိဘူးဆုံးထုတ်ရမသိဘူးဆိုတော့ခြေောက်ဖြစ်ရှင်ပြည့်ဆိုခြေောက်ကိုကျွန်တော်ကလုံးဝကို သတိမထားတော့ခြေောက်ကဘယ်လိုဖြစ်လဲဆိုတော့ကိုေးထားတဲ့ခါကျတွတ်ကတွတ်တယ်အခြေောက်ဆန်းလို့ရှိရင်ရေခဲပြင်းနေကြအောင်ခြေောက်ကအဲ့လိုကြီးဖြစ်အဲ့လိုခံသွားတယ်ဆိုတော့အချိန်မှအပေါ်နဲ့ပြစ်ချတဲ့အတွက်ကြောင့်မလို့ဒီဖြီးလိုက်တဲ့ခါကျတော့အထင်းမှရှိတဲ့ချုံမောက်တို့ဘစ်ကစ်တို့ဒီအားရပွားပေါက်ပေါက်နေရပါတော့နော်အဲ့တော့အဲ့အချိန်မှာဖိုင်ရန်စားတဲ့အတွက်ကြောင့်အဲ့ပေါက်ပြီးဟိုထွက်လာနေတဲ့ဘစ်ကစ်တွေကိုယူစားလိုက်တယ်ပေါ့နော်ဟိုဖိုင်ရန်စားနေပြီဆိုတဲ့အတွက်ကြောင့်တကယ်တမ်းကျတော့ဒီစကူယူမျိုးချလိုက်တယ် အဲ့ချိန်မှာဘာဖြစ်သွားလဲဆိုလေဘင်းမှာမြူလို့မရတော့ဘာဖြစ်ဆိုလေဘင်းကဒီ3ရက်လောက်အတွင်းမှာသူတို့ကတစ်ခါကြောက်လို့ရှင်ရေခဲဒီကိုကောက်စားလိုက်စားရေခဲတယ်ဘာဖြစ်လားဆိုပုံပြီးတော့ဒီလေချောင်းเนี่ย6ဟော6ဟာခါမှာဒီ biscuit စားတဲ့ခါမှာမြူချလို့မရတော့ဘူးနဲ့ဒီမှာတက်တယ်အဲ့ဒီတည်းမှာကိုတက်ဆုံးဘိုးလို့မြူချလို့လည်းတော့သူကရေနဲ့မြောချတယ်အဲ့တော့ရေနဲ့တောင်မြောချတယ်တကယ်တော့ဖိုက် ဘလောက်စားစားအရင်စားပြီးအရင်စားပြစ်မယ်လို့ညောကိုစဉ်းစားထားပေမဲ့ biscuit နဲ့ချက်နဲ့ပဲစားလို့ရကန်ဆိုးကလားကန်ကောင်းတာလားမသိဘူးအဲ့ဒီညမှာမိုးရွာအောင်မိုးရွာရအောင်ညလေလေကြာကြအောင်ကျွန်တော်ခြုံနဲ့ဆောင်နေအကုန်လုံးကဒီကဲကိုရေရဲတုံးလို့ပဲခဲသွားတာအတောင်အတောင်လိုက်ကျွန်တော်ဖက်နှက်ဆိုလဲရေရဲတုံးပဲခဲတောင်လဲခြောက်လှုပ်လို့မရတော့ဘူး အခုတော့ကျွန်တော်ကျွန်တော်ချောင်းလှုပ်လို့မရတော့ဘူးကျွန်တော်ပြောရတဲ့ဥက္ကဋ္ဌအေးမိချေတော့လှုပ်လို့မရအခုမဟုတ်ငါဆိုရင်လှုပ်လို့မရမနေရတယ်ရလှုပ်လို့မရညဆိုရင်ဆိုတော့အဲကျွန်တော်ချေတော့အထက်ထဲမှာချေတော့ကိုဓာသမြလှုပ်လို့ရသမြအလှုပ်ပဲအဲ့နဲ့စောင်းချူစောင်းတော့တော်တော်အေးอ่ะစောင်းအောင်စာရေခဲတုံးလို့ဖြစ်သွားတော့အဲ့ဒီညအေးဆုံးပဲမိုးရလဲကျော်အဲ့ဘိုးရွာလို့ကျွန်တော်တို့တတိယနေ့ညပေါ့နော်အဲ့မိုးရွာလို့ကျွန်တော်နောက်နေ့ကျွန်တော်ကဲထုတ်လိုက်တာအဲ့မိုးမရွာဘူးဆိုရင်ကျွန်တော်ရာသီဥပိတ်သွားရင်တော့ ကျွန်တော်ကယ်ထုတ်လို့ရမှာမဟုတ်ဘူးမိုးရွာပြီးတော့နောက်နေ့ကျတော့တိမ်ထဲရှင်းနေရောအဲ့ဒီညမိုးကရွာမိုးရွာပြီးတော့မိုးကဖွားဖွားလေးရွာတယ်တော်တော်တော့ဆူတယ်ကျွန်တော်တို့ထဲမှာလည်းတော်တော်ဆူအဲ့အညာတော့ဒီမှာဘာလောက်ကြလဲဆိုဥက္ကဋ္ဌအလုံးရှင်းချင်းလည်းကျွန်တော်ဟိုအလုံးခိုင်းနေပေါ့နော်ကဲဟုတ်ပြီဒီညကျတော့ဆောင်ရရအတွက်ကြောင့်မလို့ဒီတာလက်ဘက်ပေါ်မှာအဆောင်ပေါ်မှာတာလက်ဘက်အုပ်မယ်ပေါ့ဘာဖြစ်ဆိုသမီးတို့ညစခန်းချရတဲ့နေရာတွေကဒီအပေါ်မှာကြောက်ဆောင်ဖြစ်တဲ့အတွက်ကြောင့်သူကရေလေးစိတ်ပဲဇက်ဇက်ကြပုံမှန်ညဆိုအိုက်ကြတဲ့အတိုင်းနေရတာ ဆိုไอ้ญาไอ้ไอ้ตะเซ็ดๆเฉยกาเมซุบิ๊ดตัวตาลบัดดิเนี่ยซาวเนี่ยย้อบิฉုတ်ไข่ဆိုတမျိုးဓာတ်ดิเนี่ยไอ้ซาวเนี่ยตาลบัดเนี่ยผอกผอกอยู่ရှင်ပလတ်စတစ်ကြိုးတွေเนี่ยฉี่ป่ะเนาะไอ้ผอกအဲ့တော့6ထဲရအတွက်ကြောင့်မို့ရန်လဲတူးစီအောင်လို့တော့ဆိုတော့အဲ့ညမှာဟိုတီချာလေးထိုင်ပြီးတော့မှဆောင်းလေးချုပ်နေတာလဘက်လက်ပေါ်မှာအုပ်ထားပြီးဆိုတာလုံးဝနှွေးလဲနှွေးလဲဆိုပထမတော့ရမ်းပြော့ဒီညလောက်အချိန်ရှိရဒီညတော့เนาะ ်ပြန်လဲနှွေးွားပြီဆိုဒါမဲ့ကန်စိုးစာထဲမှာဖြစ်လဲဆိုတော့အဲ့ညမှာနေမိုးရွာစပြီးတော့နေမိုးရွာတဲ့ခါမှာသူတို့ကကဘာဖြစ်မဲ့သဇောင်းလေးဖြစ်နေအောင်နော်ဆိုတော့ကပတိန်မမောင်တန်အာကပတိန်မမောင်တန်ကပတိန်စီတူဇီယာအုပ်ချပြီးတမီပါနော်ပြီးတော့ကိုတက်ထွန်းကျတော့ तू ကဒီမှာမဆက်နေတဲ့ကြောင့် तू ကတစ်ဖက်ချမ်းလေးမှာ तू ကသူ့တနေရာစာရောက်နေရတယ်။မိုးကရွာတော့ဘာဖြစ်လဲဆိုတော့ ရေအားလုံးကအပေါ်နေစစ်တာဒါအားလုံးစီမှာလည်းဖြတ်မှာပဲအောက်မှာသူတို့ကဘာခဲမှမဖြစ်ရရေခဲပေါ်ထိုင်ပြီးတော့နေရအပေါ်မှာပဲစောင်းရှိရအောင်ဆိုတော့မိုးကရွာတော့ရေတွေအောက်ကနေစင်တာဆိုတော့ဒီရတဲ့အကောင်ကအောက်ပိုင်းကောင်ကြီးရေစုကုန်တော့အဲ့ဒီပြင်မှာမသမီးကအောက်ဆုံးဖြစ်နေတဲ့အတွက်ကြောင့်ရှိနေတဲ့ရေတွေအကောင်ကသမီးစီအကောင်ရောက်တော့ဆိုတော့ဒီအောက်ပိုင်းအကောင်လုံးရေတွေနဲ့စိုးပြီးစိုးရွှဲပြီးနှစ်နေရပါတော့အဲ့ဒီခါမှာမနဲ့နှစ်နာရီသုံးနာရီ တနားရီနှစ်နိုင်လောက်ခါမှာမိုးဝရက်သွားရက်သွားတဲ့ခါမှာဘာဖြစ်လဲဆိုတော့မိုးရွာလာရက်သွားတယ်တံတွေချာချက်ချင်းကြောက်အောင်ကြောက်တော့အခုနားကမိုးဆူထားတဲ့ဟာအကုန်လုံးသူကဘာလုပ်လိုက်လဲဆိုတော့ freeze လုပ်လိုက်လို့ဖြစ်ပြီးအကုန်ခဲကုန်ဆိုတော့အဲ့ညမှာလည်းတမီးကဘာဖြစ်သွားလဲဆိုတော့ကိုကနေကိုဒီလောက်ထိဟိုဘောနော်အနှွေးသက်မရှိဘဲနဲ့နေလာခဲ့တဲ့ရက်မှာတော့မခံနိုင်တာဒီလိုညမျိုးမှာမိုးကလည်းရွာတယ် မိုးဆိုသွားတယ်ပေါ့နော်ဆိုတဲ့အခါမှာတခါထက်အေးဒီဟာတွေပါအကုန်ခဲသွားအခါမှာခန့်နိုင်တကယ်မရှိတော့ဘူးနော်အဲ့တော့သမီးစုတောင်းနေတဲ့အညာမှာဘုရားသခင်ဒီလောက်ထိဟိုအေးတယ်ဟိုခန့်လာတာမှမခန့်နိုင်ပါဘူးဆိုပြီးမိုးရွာတော့သမီးတို့လည်းမခန့်နိုင်တော့ဘူးပေါ့နော်အဲ့တော့ကိုတော်ကအလိုရှိရဲဆိုတော့သမီးတို့အကောလုံးခေါ်လာလိုက်တော့ဗောနော်ဒီတော့မခံနိုင်တော့ဘူးဆိုပြီးတော့ပြောလိုက်ဒါပေမဲ့သမီးတို့လူသားအကျိုးပြုတဲ့ဟာလည်းဘာမှမလုပ်ရသေးဘူး ဟိုတင်းတော့တန်ကြီးရေပဲရောက်မှာပဲပေါ့နော်အဲ့တော့ဒီအပြစ်တွေတော့ခွတ်လွတ်နိုင်တယ်ဆိုလို့ရှိရင်တော့ခေါ်သွားတော့မဆူတောင်းလိုက်တကယ်တော့ပြရခင်ကဟိုနားညောင်းခဲ့တယ်ပါတယ်ဆိုတော့မနက်မှာသူအသက်ရှိနေသေးရပေါ့နော်အဲ့ဒီတတိယညတကောင်ရံအချိန်ကြတော့စီယာကပြောလဲဆိုတော့အဲ့ဒီအကူထဲမှာမိကြီးပြပြတယ်လက်ကလေးဖွဲ့ရောက်ပြီဆိုပြီး မတော့ခေါင်ချောင်းချောင်းဖြစ်နေတယ်ပါလေကျေဦးကြည့်ပြီးမိကြီးရဲ့လို့ပေါ့လေတဖြည်းဖြည်းနဲ့စိတ်တိုက်အင်အားလဲဒါချိုးရင်းလာတာပေါ့ဆွေးရုပ်လာတာပေါ့